ကျွန်တော်အခုတကယ်တော့ဟိုဆရာတပါးပါကျွန်တော်တို့ကကြတော့အမှုပညာလုပ်နေရရအဆင်ပြေတယ်အဲ့ငွေကြေးရတာဟိုနောက်ဆုံးမှာထားအဲ့ဒါတကယ်နောက်ဆုံးမှာထားဒီလောကထဲမှာကျင်လည်နေရမယ်ဒီအလုပ်ကိုလုပ်နေရမယ်ဆိုရင်ကိုကျွန်တော်တို့ကပီတိတွေဖြစ်ပြီးခွန်အားတွေရှိပြီးထမင်းစားနေရတယ်အဲ့တော့အလုပ်လုပ်နေရဖို့ပဲအမှုပညာကြီးဆိုတာဟိုနောက်မှာပါ ဒီနေ့ကျွန်တော်တို့ကြည့်ရှုပြီးလာရောက်ဝမ်းရအားပေးတဲ့ကားလေးကတော့နက်နက်နဂါမလဲစားနေဆိုတဲ့ကျွန်တော်တို့ဇကာပဲဖြစ်ပါတယ်အဲဒီအားဇလန်းတွဲပေါ့လေနော်အဲဒီတဲမှာတတော်တနေရနေမှာမိသက်ပါဝင်တဲ့တော့ကြောင့်မလို့လာရောက်ပြီးတော့နေပွက်တက်ပေးတာပါအရန်လှနေတယ်လို့ထင်တာတော့ဒါချစ်တဲ့မျက်စိနဲ့ကြည့်လို့ပါမုံနဲ့မျက်စိနဲ့ကျင်လဲကျွန်တော်အရန်ရုပ်ဆိုတာပေါ့လေနော်အဲ့တော့ဘာပဲပြောပြောပရိသတ်ရဲ့မြေတားနဲ့ဒီကမီဒီယာအကူမိုက်ရဲ့မြေတားပေါ့နော်လှတယ်ဆိုတော့လေအေးပေါ့နည်းနည်းတော့ဘဝင်မြင့်သွားတာပါစတာပါဟုတ်ကဲ့ပါလှောင်းနေရတာပေါ့ အဒီတဲမှာအမတ်တရားတော့ကျွန်တော်အလုံးမအားတဲ့ကြာလက်ခံလိုက်တဲ့ကြောင့်မို့လို့ပေါ့လေကျွန်တော်နည်းနည်းသွားရေးလိုက်လေးကတိတယ်ကားပေါ်မှာမိတ်ကပ်လင်းရတယ်ပေါ့နော်အဲအဲ့ဒါကြောင့်ပြီးတော့နောက်တစ်ခုကကျတော့အဲအကိုဒါအမှုပညာကြီးကိုဒါမယူဘဲနဲ့ကိုပြောမစို့ကိုယ့်ရဲ့ဘောတာအခမ်းအနားနဲ့ပဲကူညီပေးတဲ့သဘောပါပဲဒီကားလေးရတော့လေအမှတ်တရရတော့အများကြီးပါပဲအကြောင်းကြောင့်ဒီပေါ် respect ထားတယ်ပြီးတော့စ조사တဲ့သူချင်းတူရတော့ကြောင့်မို့လို့အဲအဲအကြရအကိုအကိုအဆင်ပြေလို့ပဲပြေးဆိုကားစီဘူးလောက်ပါပဲ ကားစီဘူးဘောလောက်ပါပဲအဲ့ဒါကျွန်တော်လာပြီးတော့ရိုက်ပေးတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စ조사တဲ့တိုက်ချင်းတူလို့လေသူလဲစ조사နေတာကိုလဲစ조사နေစ조사ရဲ့သူချင်းချင်းကိုကြီးလာတောင်းတော့အမှုပညာကြီးသွားယူလို့ပဲအဆင်ပြေမလဲအဲ့တော့အမှုပညာကြီးဆိုတာယူတင်တဲ့နေရာရှိတယ်မယူတင်တဲ့နေရာရှိတယ်ကျွန်တော်အမှုပညာသမားတော်တော်များများတော့လူမှုရေးနဲ့သွားတာများတယ်လူမှုရေးကြီးပေါ့လေတချို့ကြပြောကြလိမ့်မယ်အဲမင်းအမှုပညာကြီးတဲ့လူမှုရေးကြီးရမယ်ပုံများတယ်ပုံကုန်တယ်လို့ထင်လိမ့်မယ်ဒါပေမဲ့အဲ့ဒါတော့တချို့တနေရာမှာပါဒီလောကမှာတော့ကျွန်တော်ရဲ့ဘော်ဒါကဏ္ဍပါပဲ အခုနောက်ပဲဆိုလို့ရှိရင်တော့ကြော်ညာလေးတွေကိုကျွန်တော်ဈေးလေးတွေအသင့်အသင့်လျော်ဆုံးပေါ့နော်ကျွန်တော်ရှော့ယူပေးတယ်နောက်တစ်ခုကျတော့ကားကြီးရုပ်ရုပ်ရှင်ကားကြီးတွေကျတော့အဓိကကတော့ဒီရုပ်ရှင်ကားကြီးတကားမှာပေါင်ဝင်ရိုက်ကူးပြုတ်ဖို့အဓိကပဲလေနော်အဲ့မှာကျတော့အနုပညာကြီးတွေရလို့ကျွန်တော်အများကြီးတောက်တောင်းလို့အဆင်မပြေဘူးလေအဲဒါတော့ကိုအဆင်ပြေတလောက်ပဲပေါ့အဲပွဲတက်တွေကျတော့လည်းပွဲတက်အလှရပေါ့လေနော်အဲအဓိကတော့ကျွန်တော်တို့ကကျတော့အနုပညာလုပ်နေရရင်အဆင်ပြေတယ်အဲ့ငွေကြေးရတာဟုတ်နောက်ဆုံးမှသာအဲ့ဒါတကယ်နောက်ဆုံးမှသာ ဒီလောကထဲမှာကျင်လည်နေရမယ်ဒီအလုပ်ကိုလုပ်နေရမယ်ဆိုရင်ကိုကျွန်တော်တို့ကပီတိတွေဖြစ်ပြီးခွန်အားတွေရှိပြီးထမင်းစားနေရတယ်အဲ့တော့အလုပ်လုပ်နေရဖို့ပဲအမှုပညာကျေးဆိုတာဟုတ်နောက်မှာပါဒီကြားထဲမှာကျွန်တော်မတွေ့တာဒီလိုဖြစ်ပါလိမ့်မယ်ကျွန်တော်ကအဲ့လိုပေါ့ဟိုနေပွဲတွေအခုဒီနောက်ပိုင်းလည်းပါတော့ပါတဲ့တတင်းကျို့တို့တစောင်းနိုင်တို့ကထိန်တို့ငှားတော့အဲ့မှာတချင်းနေကျွန်တော်ပွဲလိုက်ဆိုတယ်ပွဲလိုက်ကတယ်အဲ့နောက်တစ်ခါ အဲပွဲတက်လေးတွေသွားတယ်ပြီးတော့အမိကျမ်းမာရေးရှိတယ်အမိကျမ်းမာရေးလည်းခဏလေးခဏနည်းနည်းကိုကိုပြီးရင်ပြီးလေးစောက်ရှောက်ပေးနေတော့အဲဒီဘက်မှာကျွန်တော်တိတ်မတွေ့ဘူးထင်နေတာပါတကယ်တော့ကျွန်တော် Facebook မတုံးတာ Facebook မတုံးတာဟိုလောက်ရှိပြီနှစ်နှစ်ကျော်ပြီအဲအဝင်းကြီးရှိပြီ Facebook လည်းကျွန်တော်မတုံးဘောဒါပေမဲ့ဒီနောက်ပိုင်းတော့ပြန်တုံးမယ်ပြုံးမယ်မတုံးပြတာနောက်တစ်ခုကကျွန်တော်အော်ဇလန်တွဲကျွန်တော်ရိုက်နေတာအဲဇလန်တွဲမဟုတ်ဗီဒီယိုကားပေါ့အဲ့ဒါလည်းသူများ channel ကိုရောင်းမရတော့ရိုက်နေတာအဲ့ဒါလည်း live မတင်လို့မရဘူးအဲသူများကိုရောင်းတာဆိုတော့အဲအဲ့ အဲ့လိုကြောင့်ကျွန်တော်ပျောက်နေတယ်တင်တာတကယ်တော့မဟုတ်အရင်ထက်အလုပ်တွေပိုလုပ်နေရတာဟုတ်ကဲ့ပါနည်းနည်းငါကမလဲစားနေဆိုတော့ကျွန်တော်ဒီဇလန်တွဲကြီးကိုလည်းကျွန်တော် application ပေါင်းများစွာလည်းပြသမယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကျတော့ကိုခွန်သာချိုပေါ့သူ့ရဲ့ YouTube ကလည်းတင်မယ်လို့ကျွန်တော်သိတယ်အဲ့ဒါကြောင့်မလို့ဘယ်ရပဲတင်တင်မာမီတက်ငလက်မနုနဲ့အတူဆက်စားအနုပညာသပေါင်းများစွာကိုမြေတွေ့တဲ့ခင်မှာလာရင် share လေးနဲ့လည်းဖြည့်အားပေးပါကျွန်တော်ဒီထဲမှာဆိုလို့ချင်း academy เนาะတကယ်မင်းသမီးကြီးတွေเนาะအနီဘဝအောင်တို့ရောအဲပြီးတော့အနီခင်မမှုအေးတို့ရောအများကြီးပဲကိုကြီးမင်းသူတို့ရော อะนุปัญญาရှင်อัตตปัญญาရှင်อาลองวิ่งเหยียบยายท่าได้กาลิဖြစ်တဲ့တကြောင်မလို့ဟိုတူတူတန်တန်လေးထက်မှတ်ကကျွန်တော်ကိုကသူยายท่าတာတွေ့ရပါတယ်เนาะအားကြောင့်မလို့လေဒီကားလေးကိုအားပေးပါဝင်းရံပါအကြံပြုပါလိုအပ်ချက်တွေရှိရင်လည်းနားလည်ပေးပါလိုနေရင်လည်းဖြည့်ပေးပါပုံနေရင်လည်းနှုတ်ကြည့်ပေးပါလို့ပြောရင်းနဲ့နန်းနေတကမလှည့်စားနေဆိုတဲ့ဒီကားကြီးတင်တဲ့အခါကျရင်လည်းဆက်လက်အားပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်